ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟန်းရဲနှစ်စင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့ပူးပေါင်းဖွဲ့ကပြစ်ခတ်ခဲ့လို့ဒဇင်းပြက်ကြပြီးလေရင်ပေါ်ပါသူအလုံးမီးလောင်သေဆုံးကလေရင်မှုမျိုးထအောင်ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။မနေ့ကမေလ20ရက်နေ့လယ်တနိုင်ကျော်အချိန်ဗမော်မြို့စကခ21ကိုစစ်ကူလာပို့တဲ့ရှင်ရဟန်းရင်နှစ်စင်းကို KAI ပူးပေါင်းတပ်တွေကပြစ်ချခဲ့လို့ရဟန်းရင်တစင်းမှာရွှေကူမြို့နဲ့14မိုင်ခန့်အကွာ တောရင်းကိုပြက်ကျခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါရယ်ရဟယင်ထဲမှာဗျူဟာမှုနဲ့အဖွဲပါပါရယ်ရဟယင်မှုနဲ့အတူအကုန်သေးတယ်ပုံဖန်းလို့မရတဲ့ရုပ်လောင်းတွေက၃လောင်းလောက်ရှိတယ်ရွှေကူမာရေးပေါ်ဆင်းတဲ့ကောင်းကပန်ကကျိုးသွားပြီးဘေးဆောင်ကြီးလဲနေတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်လက်ရှိ ARD Time သတင်းဌာနအနေနဲ့ရရှိထားတဲ့သတင်းချက်လက်တွေအရပြက်ကျခဲ့တဲ့ရဟယင်ပေါ်မှာသေဆုံးသူတွေဟာဗိုလ်ကြီးကျော်မြင့်ထူး ဘိုးကြီးချမ်းသာဘိုးကြီးမျိုးထအောင်နဲ့အခြားတက်ကြအဆင့်တက်ဖွဲ့ဝင်တွေပါရှိကြောင်းသိရှိရပြီးမကြသေးခင်ကခန့်ထားတဲ့ဖြူဟာမူပါမပါကိုတော့တီးကြအတီးပြုနိုင်ဖို့ဆက်လက်စုံစမ်းနေပါတယ်။ပြစ်ချပြီးထိမှန်ခဲ့တဲ့ရဟန်းရင်နေရာကို KIA တက်ဖွဲ့တွေရောက်ရှိကမှတ်တမ်းတင်ထားတဲ့ရုပ်တံဖိုင်ရလဲလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။အဲဒီရုပ်တံထဲမှာမီးလောင်ပျက်စီးနေတဲ့ရဟန်းရင်နဲ့အနီးအနားသေဆုံးနေတဲ့ရုံလောင်းတွေတွေ့ရှိရပြီး လေရင်မှုဘိုးကြီးမျိုးထံအောင်လောင်းကိုတွေ့ရပါတယ်